ပခုတ်ကူမြို့မှာမျှဝေခြင်းအစီအစဉ်ကိုထောက်ခံတဲ့အနေနဲ့ကလေးငယ်တွေကိုကွန်ပျူတာသင်တန်းပို့ချပေးနေပါတယ်။ဥမြင့်နိုင်သတင်းပေးပို့ထားပါတယ်ရှင်။ညဝေချင်းစီစဉ်ကိုထောက်ခံတဲ့အနေနဲ့ပခုတ်ကူမြို့အမှတ်7ရပ်ကွက် NLD ပါတီဝင်တို့နဲ့ Softguide ကွန်ပျူတာတို့ပူးပေါင်းပြီးကလေးငယ်တွေကိုအခြေခံကွန်ပျူတာသင်တန်းပို့ချပေးနေတာပါ။ အခုလိုလောရတာဟာကလေးငယ်တွေကိုကွန်ပျူတာနဲ့ယဉ်နီကျွမ်းဝင်ဖို့ဖြစ်တယ်လို့ကွန်ပျူတာသင်တန်းရဲ့တာဝန်ခံကိုဝင်းနိုင်ကပြောပါတယ်။ဒီကျောင်းသားများအမြှဝချင်းစီမံချက်ကိုထောက်ခံကြိုဆိုသောအားဖြင့်ပေါ့။နောက်တစ်ခါမူလာတန်းအရွယ်ကလေးငယ်တွေကိုဒီကွန်ပျူတာပညာရနဲ့ထိတွေ့ရင်းနှီးပြီးတော့သူတို့အဆင့်နဲ့သူတို့တာကျွမ်းမှုလေးတွေဖြစ်အောင်လို့ပါကျွန်တော်တို့ငယ်စဉ်တောင်းမှဒီကွန်ပျူတာဆိုတာဒီအရွယ်မှာမြင်ဘူးလို့ပို့တော့မပြောနဲ့ရတောင်မှမကြဘူးတဲ့အရာတွေလေ။အဲ့ဒါကိုသူတို့နဲ့ရင်းနှီးတော့အောင်လို့ အဲမတ်ဆက်တဲ့အဖွဲ့ချုပ်ကလည်းဒါလေးလောက်ချင်ပါတယ်ကျွန်တော်ကိုပူပေါင်းပေးပါဆိုတော့ကျွန်တော်ကဆော့ကိုက်ကွန်ပျူတာတင်နန်းဖွင့်ထားပါတယ်ဖွင့်ထားတဲ့အတွက်ဒါပူပေါင်းပြီးတော့အဆင်ပြေအောင်ဆောင်ရွက်ပေးခြင်းဖြစ်ပါခေါကူမျိုးနဲ့ NLD ရုံးမှာတော့အခုမတ်လ26ရက်နေ့ကစပြီးကွန်ပျူတာတင်နန်းပေးဖို့ရှိပြီးတင်နန်းသား25ရောက်အတွက်တင် जा ပေးသွားမယ်လို့သိရပါတယ် တင်တန်းကတော့ကျွန်တော်တို့26ရက်နေ့စနေနေ့ဖွင့်ပါဦးတင်တန်းသားကကျွန်တော်တို့25ဦးကျွန်တော်တို့စင်းလက်ခံပါတယ်အခုလက်ရှိအပ်ထားတဲ့တင်တန်းသားကတော့ကျွန်တော်တို့အယောက်20ရှိပြီဖြစ်ပါတယ်လူငယ်တွေခေတ်စနစ်နဲ့အညီတိုးတက်လာတဲ့ကွန်ပျူတာဒီပညာရပ်တွေကိုတက်မြောက်ဖို့လဲလူငယ်တွေလိုအပ်လိုအပ်ပါတယ်ဒါကြောင့်မလို့ဒီလူငယ်တွေတိုးတက်ဖို့နိုင်ငံကြီးပွားတိုးတက်ဖို့ဆိုလို့ရှိရင်ကွန်ပျူတာဒီပညာတွေကွန်ပျူတာပညာတွေတက်မြောက်ဖို့လိုတယ်ဒီမြဝေချင်းအစီအစဉ်အတွက်မြို့တွင်းလက်လက်လူခန္ဓာတွေတည်းရှိနေပြီးပခုတ်ကူ NLD ရုံးမှာတော့ မြဝေချင်းအစီအစဉ်ကနေစရင်ပေးအကူအညီတောင်းထားသူကလေးငယ်တပေါင်းကျော်ရှိနေပြီလို့သိရပါဗျ။ကျွန်တော်မျက်နှာသတင်းပေးပို့ထားတာပါ။